တော်တော်များများအားလုံးမင်္ဂလာပါ။ဆရာကဆရာသည်မှာ Grade 7သင်ကြားသင်ယူသည်များကိုမျှဝေသင်ကြားပေးပါမယ်။ဆရာအမျှဝေသင်ကြားမှုလေးကိုနှစ်သက်တဲ့အကျိုးရှိတယ်ဆိုရင်အလိုက်ရံ square လေးလို့သားပြောနော်။အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမှာကသင်ကြား2ရဲ့အခန်းငယ်2.3ဒီကံတကူရဲ့အလယ်မြင်နေကြအောင်ကိုဆရာတို့လေ့လာရမှာဖြစ်တဲ့အဲတော့ဒါတို့တမီးတို့ဒီနေ့ရဲ့ရည်ရချက်ကလည်းဆရာတို့ဒီကံမှာရှိတဲ့အနာရည်နဲ့တောင်းနေတဲ့စက်သွင်းချစ်တွေကိုဆရာတို့လက်တွေ့စမ်းသပ်ဖို့တိုးတက်ဖို့ဖြစ်ပါတယ်ဒါဆိုဆရာတို့ကြည့်ရအောင်ပါ ဒါဆိုရင်ဆရာကမေကွန်းလေးတွေမေးရအောင်ဂရိကန်တစ်ခုမှာအနာမြင်းများရှိပါသနည်းဒါတို့သမီးကိုသိပြီးသားပါဟုတ်ပြီနော်ဒါဂရိကန်မှာအနာဘယ်နှနာရှိလဲဟုတ်ပါတယ်ဖြည့်ကြည့်ပေးပါနော်ကဲဒါဆိုရင်ဆရာတို့နောက်ထပ်မေကွန်းလေးတစ်ခုဂရိကန်တစ်ခုတွင်ဒေါင်စွန်မြင်းများရှိသနည်းဒေါင်စွန်ရောဘယ်နှခုရှိပါသလဲကဲနောက်ထပ်တစ်ခုဂရိကန်တစ်ခုရဲ့အဲဒီဒေါင်စွန်တစ်ခုစီကနေပြီးတော့ညနေချင်းဆိုင်အနာတစ်ခုစီကိုဆက်သွယ်လို့ရှိရင်ညမိုင်းမြင်းများရမည်နည်း ဟုတ်ပြီเนาะဒါဆိုရင်တသောက်သမီးကိုဒါလေးတွေဖြည့်ကြည့်ပေးပါဟုတ်ပြီเนาะဆရာမေကွန်းလေးဖြည့်နိုင်မယ်လို့လည်းဆရာယုံကြည်ပါတယ်ဒါဆိုရင်ဆရာတို့သင်ခန်းစာလေးကြည့်အောင်ပါခဲဆရာကအခု triangle လေးဆွဲလိုက်တယ် trigon လေးတစ်ခုဆွဲလိုက်ဟုတ်ပြီเนาะ trigon လေးတစ်ခုဆွဲလိုက်တယ် trigon နာမည်က abc ဟုတ်ပြီเนาะအဲ့မှာဆရာကအလယ်မှတ်လေးမှတ်လိုက်တယ်အလယ်မှတ်အလယ်မှတ်ဆိုတာဆရာတို့ကဟောဒီ bc လေးက4 cm ရှိရဲဆိုရင် သူ့ရဲ့တဝဲအလဲကောင်မုံဒီ2စင်တီမီတာနေရာမှာအမှတ်ကလေးမှတ်လိုက်တာဒါကိုအလဲမှတ်လို့ခေါ်တယ်တကယ်လို့ဥပမာဒါတော့သမီးတို့ရဲ့ဒီ BCNR တွေက5စင်တီမီတာရှိရဆိုရင်ဆရာတော်ကဘယ်လောက်ဖြစ်သွားမလဲဆိုတော့2.5ပေါ့ဟောပြီးတော့ဒီ2.5ဒီအလဲမှတ်ဖြစ်တယ်ဒါဆိုရင်ဆရာတော်ကအလဲမှတ်လေးတစ်ခုမှတ်လိုက်တယ် D လို့နာမည်ပေးလိုက်မယ်နောက်တဲ့ဟောဒီ AC မှာလည်းပဲအတိုင်းပဲပေရန်လေးနဲ့တေချာတိုင်းပဲတိုင်းပြီးတော့အလဲမှတ်လေးမှတ်မယ်ဒါတို့သမီးတို့ဆွဲထားရတဲ့ တိုင်းတာလေးရဲ့အလေတဝက်မှာဆရာတို့ကအလေမှတ်လေးမှတ်လိုက်မယ် e လို့ပေးလိုက်မယ်ပြီးတော့ရင်နောက်တစ်ခါဟောဒီ avian ali မှာလည်းပဲဆရာတို့ကအလေမှတ်လေးမှတ်လိုက်မယ် f လို့ပေးလိုက်မယ်ဒါကိုဘာလို့ခေါ်လဲဆိုရင်အလေမှတ်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့အလေမှတ်လို့ပြောပြီးစိတ်မှန်းလေးနဲ့နေကိုမှတ်ချင်တဲ့နေရာမှာမှတ်လို့မရဘူးဆရာတို့အလေကောင်တဲတဲမှာဖြစ်နေရမှာဟုတ်ပြီနော်ဒါကြောင့်အတိုင်းတာလေးတွေဒီချာတိုင်းပြီးတော့မှတ်ဖို့အရေးကြီးတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့က triangle abc မှာအလေမှတ်လေးတွေ df ကိုမှတ်ပြီးသွားပြီ ဒါဆိုရင်ဆရာတို့ကဒီဒီဟောဒီဒီဒီဟောဒီ BC ရဲ့ဗာလဲအလယ်မှတ်ဖြစ်တယ်။နောက်တစ်ခါ E ဟောဒီ E ဒီ AC လေးရဲ့အလယ်မှတ်ဖြစ်တယ်။နောက်တစ်ခါဟောဒီ F F ဒီဆရာတို့က AB လေးရဲ့အလယ်မှတ်ဖြစ်တယ်။ကဲဒါဆိုရင်ဆရာတို့အလယ်မှတ်တွေသိသွားပြီ။ဒါဆိုရင်ဆရာတို့ကဟောဒီမှာ triangle ABC မှာဆရာတို့ကတောင်စွန်းလေးပဲလို့ခုရှိလဲဆိုရင်၃ခုရှိတယ်။ဟောဒီ A တောင်စွန်းလေးရဲ့ဟောဒီ B တောင်စွန်းလေးရဲ့ဟောဒီ C တောင်စွန်းလေးရဲ့ ဲ့မြင်းနှကြောင်းစုံတဲ့နေရာမှာဆရာတို့တောင်စုံလေးတစ်ခုဖြစ်ပေါ်တယ်ဟုတ်ပြီเนาะဒါကြောင့်မလို့ဆရာတို့ဒီတောင်စုံ၃ခုရှိတယ်အဲ့ဒီတောင်စုံလေးကနေမျက်နှာချင်းဆိုင်နားမှာရှိတယ်ဟောဒီအလယ်မှန်ဒီဘာလို့လိုက်မလဲဆိုတော့ဆက်ဆွဲလိုက်မယ်မြင်းနှကြောင်းဟုတ်ပြီเนาะတောင်စုံကနေပါလဲဟောဒီမြင်းနှတောင်စုံဘုံတောင်စုံလေး A ကနေမျက်နှာချင်းဆိုင်နားပေါ်မှာရှိတဲ့အလယ်မှတ်ကိုဆက်လိုက်တယ်ဒီတောင်စုံလေးကနေဆက်ပြီးသွားပြီဒါဆိုရင်နောက်ထပ်ဘီတောင်စုံလေးကနေမျက်နှာချင်းဆိုင်နား ပေါ်မှာရှိတဲ့အလယ်မအီးနဲ့ဆက်လိုက်မယ်။နောက်တစ်ခါတောင်စုံတစ်ခုပြီးသွားပြီးစီတောင်စုံလေးပဲကျန်တော့တယ်။ဒါဆိုရောဒီစီတောင်စုံလေးကနေမျက်နှာချင်းဆိုင်နာပေါ်မှာရှိတဲ့အလယ်မ F နဲ့ဆက်လိုက်မယ်။ဒါဆိုရင်ဆရာတို့ကမြင်းသုံးချောင်းရသွားပြီ။အဲ့ဒီမြင်းတွေကိုဘာလို့ခေါ်လဲ။အဲ့တော့ဆရာတို့အဲ့ဒီမြင်းလေးတွေကိုအလယ်မှတ်တွေကိုစစ်တယ်ဆိုတော့အလယ်မြင်းပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့တဲ့ဒီဟောဒီ AD ဆိုတဲ့မြင်းလေးရဲ့ BE ဆိုတဲ့အမြင်လေးရဲ့ CF ဆိုတဲ့အမြင်လေးရဲ့အဲ့တော့တောင်စုံကနေမျက်နှာချင်းဆိုင်အနားပေါ်မှာရှိတဲ့အလယ်မှတ်တွေကိုဆက်လို့အဲ့တောင်စုံလေးကနေစပြီးတော့နာမည်လေးကိုခေါ်ရင်ဆရာတို့ကအလယ်မြင်နေရပါလေလဲဆိုဘယ်လိုပြောမလဲဟုတ်တယ် AD ဆိုတဲ့အလယ်မြင်လေးရဲ့ BE ဆိုတဲ့အလယ်မြင်လေးရဲ့ CF ဆိုတဲ့အလယ်မြင်လေးရဲ့အဲ့တော့အလယ်မြင်သုံးကြောင်းဒါဆိုရင်အလယ်မြင်ဆိုတာဘယ်လိုဟာကြီးခေါ်လဲသားတို့သူမျိုးနားလည်မယ်เนาะအဲ့တော့အလယ်မြင်ဆိုတာအလယ်မှတ်တို့စစ်တာဘာနဲ့လဲဆိုရင်တောင်စုံကနေဆရာတို့ကအလယ်မှတ်တို့စစ်တဲ့မြင်ကို ဘာလို့ခေါ်လဲအလယ်မြင်လို့ခေါ်တယ်။ဒါကြောင့်အလယ်မြင်ဆွဲဆိုအလယ်မှန်မှန်ရမယ်။ဒါလေးသိချာဆရာတို့ကနားလဲရအောင်ဟုတ်ပြီနော်။ဒါဆိုရင်ဆရာတို့ကမဆုလေးဒရိဂန်တစ်ခုရဲ့တောင်စုံတစ်ခုနဲ့မျက်နှာချင်းဆိုင်အနိုင်အလယ်မှတ်တို့စစ်တော်မြင်ကိုထိုဒရိဂန်ရဲ့အလယ်မြင်လို့ခေါ်တယ်။မီဒီယံအလယ်မြင်လို့ခေါ်တယ်။ဒါဆိုတော့တမီးတို့အလယ်မြင်ဘယ်လိုဆွဲရလဲဆိုတော့တမီးတို့နားလဲပြီနော်။ဒါဆိုရင်ဆရာတို့တွေအလယ်မြင်ဆွဲကွာဆိုပါဘာမှတ်မှတ်ရမလဲ။ အလဲမတ်မှတ်ရမယ်ဟုတ်ပြီနော်အဲ့တော့အလဲမတ်မှတ်ပြီးတော့မှမျက်နှာချင်းဆိုင်ရဲ့နားပေါ်မှာရှိတဲ့အဲ့ဒီအလဲမတ်နဲ့ဒေါင်းစုံလေးကနေဆွဲချလိုက်ရင်ဆရာတို့ဘာရပြီလဲအလဲမြင်ရပြီဒါဆိုရင်အလဲမြင်ဆိုတာဘလို့ကလဲနားလဲတော့ဆရာတို့အလဲမြင်ဆွဲတတ်ပြီအဲ့တော့အလဲမြင်သုံးချောင်းဆွဲပြီးသွားပြီဒါဆိုရင်တအားသူမီတို့ဆွဲလိုက်တဲ့အဲ့ဒီအလဲမြင်သုံးချောင်းဒီဆရာတို့ကစုံတဲ့နေရာလေးရှိတယ်ဘယ်နေရာလေးမှာစုံတာလဲဆိုရင်အော်ဒီနေရာလေးမှာစုံတယ်အဲ့ဒီအလဲမြင်သုံးချောင်းစုံတဲ့နေရာလေးကိုဆရာတို့ကအမှန်မှန်လိုက်မယ် နာမည်ပေးလိုက်မယ်ဟိုလို့ပေးလိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့အဲ့အလဲမြင်သုံးချောင်းစုံတဲ့နေရာလေးကိုအမတ်ဟိုလို့ပေးလိုက်ဒါဆိုရင်အလဲမြင်သုံးချောင်းစုံတာဒီဆရာတို့ကအဲ့ဒီစုံတဲ့နေရာလေးကိုဆရာတို့ကဘာလို့ခေါ်လဲဆိုရင်ခရိကံရဲ့ဆရာတို့ကဗဟုချက်လို့ခေါ်တယ်ဒါဆိုရင်ဆရာတို့ကဒိဋ္ဌိကံမှာပါရှိတယ်ဘဟုချက်ရှိတယ်သတိကံရဲ့ဘဟုချက်ကိုဆွဲပါလို့ဆိုရင်သာတို့သမီးတို့ဘာလို့ရမလဲအလယ်မြင်ဆွဲရမယ်အလယ်မြင်ဆွဲမှဆရာတို့ကတိကံရဲ့ဘဟုချက်ရမယ် ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့တွေအခုအလယ်မြင်၃ချောင်းစုံတဲ့ map လေးတွေ့ပြီအဲ့ဒီအလယ်မြင်၃ချောင်းဒီအမှတ်တကူထဲမှာတွေ့စုံတဲ့အဲ့ဒီစုံ map ကိုတွေ့ကြရင်ဆရာတို့ကဘဟုချက်လို့ခေါ်တယ်အဲ့တော့ centroid of a triangle ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဒီဘူဂျစ်တည်သွားပြီဒါဆိုရင်အချက်တစ်ချက်ရပြီအလယ်မြင်လဲဆွဲတတ်ပြီအဲ့ဒီအလယ်မြင်နေစုံတဲ့စုံမှန်လေးကိုဘူဂျစ်လို့ခေါ်တယ်ဘူဂျစ်လည်းတည်သွားပြီ ဒါဆိုရင်ဒါတို့သမီးတို့ဟောရင်တစ်ချက်ကိုနားလည်မယ်လို့ဆရာယုံကြည်ပါတယ်။ဒါဆိုရင်တတိကံရဲ့ဘုဟုချက်ဆိုတာဘလို့ဟာခေါ်လဲกว่าဘလဲမြင်းဆိုတာဘလို့ဆွဲရတာလဲဆိုတာနားလည်မယ်နော်။ဟုတ်ပါပြီ။ဒါဆိုဆရာတို့တွေသင်ခန်းစာလေးဆက်ပြီးတော့လေ့လာလိုက်ရအောင်ပါ။ Okay ဒါဆိုရင်ဆရာတို့လေ့ကျင့်ခန်းလေးတွေကနံပါတ်1ကိုကြည့်အောင်။ဟုတ်ပြီနော်။ဒါဆိုဆရာတို့တွေ triangle abc ကိုဆွဲပါတဲ့။ဒါဆိုရင်သူပြောတဲ့အတိုင်းဆရာတို့ triangle တစ်ခုဆွဲလိုက်မယ်ကွာ။ဟုတ်ပြီနော်။အဲ့တော့ triangle abc အဲ့တော့၎င်း၏အလယ်မြင်နဲ့ဟောအလယ်မြင်ဆွဲခိုင်းပြီးသူကနာမည်တိကျနဲ့လာတယ် AD BE ဒါဆိုရင်ဆရာတို့တွေဒီအော်ဒီ A တောင်စုံလေးကနေအလယ်မြင်တစ်ခုဆွဲရမယ် BE လို့ပြောတဲ့အတွက်ဆရာတို့ B တောင်စုံလေးကနေအလယ်မြင်တစ်ခုဆွဲရမယ်ဒါဆိုရင်ဆရာကုနာလေးကထက်ခါထက်ခါပြောတယ်အလယ်မြင်ဆွဲခိုင်းရင်ဘာမှမမှတ်ရမယ်အလယ်မှတ်မှတ်ရမယ်ဘယ်နေရာမှာမှတ်ရမှာတော့အဲ့ဒီတောင်စုံလေးရဲ့မျက်နှာချင်းဆိုင်နားပေါ်မှာမှတ်ရမှာဒါဆိုရင် ဒါလို့တမီးတို့ဆွဲချိန်မှာဒီအေတောင်စုံလေးကနေမျက်နှာချင်းဆိုင်နာဖို့ဆွဲမှာဖြစ်တဲ့အတွက်အဲ့ဒီမျက်နှာချင်းဆိုင်နာ BC မှာမလုပ်ရမလဲအလဲမမှန်ရမယ်ဒါကြောင့် BC ကိုပေးတယ်လေးနဲ့တိုင်းပြီးတော့အလဲမမှန်ဒါလို့တမီးတို့ပိုဆွဲထားတဲ့ triangle လေးရဲ့အလဲမမှန်လိုက်မယ်အဲ့တော့ triangle ဆွဲရင်တော့တိုင်းချောင်းလေးတိတိကျကျလေးဆွဲဖို့ဆရာတို့အလဲမမှန်ရတာလွယ်ကူအောင်ဟုတ်ပြီနော်ကဲဒါဆိုအလဲမလေးမှန်လိုက်ပြီးဒီလိုပေးလိုက်ပြီးအဲ့တော့ဆရာတို့ B ကနေ BE ကိုဆွဲမှာဖြစ်တဲ့အတွက် ဒီတောင်သွင်းလေးရဆွဲရမှာဖြစ်တဲ့အတွင်းဟောဒီ BM မြင်းချင်းဆိုင်အနာ AC ပေါ်မှာမပါလို့ရမလဲအလဲမမှတ်ရမယ်ဒါဆိုရင် AC မှာလည်းပဲဆရာတို့တရားတိုင်းပြီးတော့အလဲမမှတ်လိုက်မယ် E လို့ပြီးလိုက်မယ်ဟောဆရာတို့တွေအလဲမှတ်လေးတွေလည်းမှတ်ပြီးသွားပြီဟောအလဲမှတ်တွေမှတ်ပြီးသွားပြီဒါဆိုအလဲမြင်းဆွဲဖို့ပဲကြံတော့တယ်အလဲမြင်း AD ကိုဆွဲမှာဖြစ်တဲ့အတွက်ဒီတောင်သွင်းလေးကနေအဲ့ဒီမြင်းချင်းဆိုင်အနာပေါ်မှာရှိတဲ့အလဲမှတ် D ကိုဆင်လိုက်မယ်အလဲမြင်းတစ်ချောင်းရပြီ BE ကိုဆွဲမှာဖြစ်တဲ့အတွက် B တောင်သွင်းလေးကနေမြင်းချင်းဆိုင်အနာပေါ်မှာရှိတဲ့ အလယ်မှတ် e ကိုဆက်လိုက်မယ်။ဟောအလယ်မြင့်နှစ်ကြောင်းဆွဲပြီးသွားပြီ။ဒီ ठी ဆရာတို့တွေလှုပ်ဆောင်ပြီးသွားပြီ။ကဲ၎င်းတို့ဤဖြတ်မှတ်ကို g ခုခေါ်ပါတယ်။ဒါဆိုရင်ဆရာတို့အခုဆွဲလိုက်တဲ့အလယ်မြင့်နှစ်ကြောင်းစုံတဲ့နေရာလေးကိုဘာလို့ပေးလိုက်မလဲ။ g လို့ပေးလိုက်မယ်။ဟောဒီနေရာလေးကိုဆရာတို့က g လို့ပေးလိုက်။ဟောဒီ ठी ပြီးသွားပြီ။ဒါဆိုစစ်ဖက်မယ်။ cg ကိုဆက်သွယ်ယူဟော c နဲ့ g ကိုဆက်သွယ်ရအောင်မယ်တဲ့။ပြီးတော့ဆက်ပြောသေးတယ်။ဘယ်ဒီဆွဲရမှာလဲဆို ab ကို f night တွဲဆောင်အောင်ဆွဲရမယ်။ ဟောဒီ AB မြင်းဒီဆွဲရမယ်တဲ့အဲ့ဒီစုံတဲ့နေရာလေးကိုဘာလို့ပေးရမလဲဆိုရင် F လို့ပေးရမယ်လို့ပြောလိုက်တာဒါဆိုဆရာတို့ C နဲ့ G ကိုဘာလို့လိုက်မလဲ B ရန်လေးနဲ့ဆက်ဆွဲလိုက်မယ် AB ဒီဆွဲလိုက်မယ်အဲ့ဒီနေရာလေးကိုဘာလို့ပေးလိုက်မလဲ F လို့ပေးလိုက်မယ်ဟောဒါဆိုဆရာတို့ဒီ ठी လောက်ဆောင်ချက်ပြီးသွားပြီအဲ့တော့ရရှိလာသောပုံတွင်အောက်ပါတို့ကိုတိုင်းတာဆန်ဆက်ပါတယ်သူကဆန်ဆက်ခိုင်းနေကဲဘာလို့ဆက်ခိုင်းလဲကြည့်ရအောင်နံပါတ်ကကြီး FD AB အလဲမှတ်ဖြစ်လာတဲ့ ဟောဒီဆရာတို့ရဲ့ app လေးရထားတဲ့အမှတ် app လေးကအလဲမှတ်ဖြစ်လာတယ်။ဒါဆိုအလဲအမှတ်ဖြစ်မဖြစ်ဘယ်သူ့ကိုတိုင်ရမလဲ။ဟောဒီ AB ကိုတိုင်ကြည့်ရမှာပေါ့။ဒါဆိုရင်ဒါတို့သမီးတို့ AB လေးကိုဘာလုပ်ကြည့်မလဲ။တိုင်ကြည့်မယ်။ AB လေးကဘလောက်ရှိလဲ။ဟုတ်ပြီနော်။ဒါဆိုဒါတို့သမီးတို့ပေတံလေးနဲ့ကိုဆွဲထားတဲ့ပုံကိုတိုင်ကြည့်ပါ။ဆရာလည်းပဲဆရာဆွဲထားတဲ့ပုံလေးကိုဘာလုပ်ကြည့်မလဲ။တိုင်ကြည့်ကြရအောင်။အဲဒါဆိုဆရာတို့တွေတိုင်တာကြည့်ရအောင်ပါ။ ကဲဆရာဆွဲထားတဲ့ပုံလျာ6စင်တီမီတာဟောဒီမှာသတိတက်တဲ့မှာရောက်နေရဆိုတော့ FD ဘာဖြစ်လဲအလဲမှန်ဖြစ်တယ်ဒါဆိုရင်ဆရာတို့သူပင်မေးထားတဲ့မေးထားချက်လေးနဝက်ကကြီးလေးကိုဆရာတို့ဘာလို့လုပ်ရည်လဲဖြေလို့ရပြီဟုတ်ပြီเนาะဖြေလို့ရပါပြီဒါဆိုဆရာတို့တွေသူမေးထားချက်လေးဖြေရအောင်ကဲဒါဆိုဆရာတို့က triangle abc မှာနဝက်ကကြီးသူကတိုင်းတာချက်တည်တည်ထူမှဖြစ်မယ်လေဆရာတို့အလဲမှန်ကဘယ်လောက်တိုင်းတာရရလဲဆိုတော့ ဟုတ်ပြီနော်အဲ့တော့ဆရာကတော့ဆရာပုံကရတဲ့အတိုင်းရေးမယ်ဒါတို့သမီးတို့ကလည်းဒါတို့သမီးတို့ပုံကရတဲ့အတိုင်းတာချက်အတိုင်းရေးပါဟုတ်ပြီနော်ဒါဆိုဆရာကဒိုင်းတာချက်အရာဆရာပုံဒီ AF နဲ့ BF နဲ့ဟောဒီ AF နဲ့ BF နဲ့ဒီဘာဖြစ်လဲ3 cm ဒီရှိတယ်ညီတယ်သူတို့နှစ်ခုသူတို့နှစ်ခုညီပြီဆိုရင်ထို့ကြောင့် FD ဘာဖြစ်ပြီလဲ AB ရဲ့အလယ်မှန်ဖြစ်ပြီထို့ကြောင့် FD AB အလယ်မှန်ဖြစ်ပါသည်ဟောဒီပုံကအကြောင်းပြချက်လေးကြောင့်ဒီရောက်က လယ်မှတ်ဖြစ်တယ်ဆိုတာရေလိုရတာဖြစ်တယ်အပေါ်အအကြောင်းပြချက်ကလေးသည်တည်တည်ခိုင်ခိုင်လုံလုံပြတတ်ရမှာဖြစ်တယ်အဲ့တော့ဆရာတို့ရေသင်ချာနှစ်တွေလေ့လာတာဒီအကြောင်းအကျိုးဆက်ဆက်တတ်ဖို့တည်တည်ထောင်ထောင်ခိုင်ခိုင်မာမာနဲ့ပြောဆိုတတ်ဖို့ဆရာတို့တွေသင်ချာနှစ်ကိုလေ့လာရတာဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုရင်နံပါတ်ကာကြီးလေးဆရာတို့ဖြေလို့ပြီးသွားပြီနံပါတ်ခါခွေ AGS equal to 2GD ဟော AG ဟုတ်ပြီเนาะဒါဆိုရင်သူပြောထားတဲ့ချက်လေးတွေဆရာတို့ရေစမ်းစစ်ကြည့်ရအောင် AG ဟောဒီ AG လေးကတဲ့ 2DG GD ဟော GDO ဘာနဲ့မြောက်ရမလဲနည်းနည်းမြောက်ရင်ဘာနဲ့ညီရမလဲဒါဆိုဟုံးမဟုတ်တော်တော်သမီးတို့ဆွဲထားတဲ့ပုံလေးကိုဆရာတို့ဘာလို့ကြည့်မလဲဒိုင်းတာကြီးပေါ့ဟုတ်ပြီเนาะဆရာလည်းပဲဆရာဆွဲထားတဲ့ပုံလေးတန်းကြည့်ရအောင်ကဲဒါဆိုဆရာဒိုင်းတာဆွဲထားတဲ့ပုံလေးဒီဟောဒီပုံမှာဒီသူဒီဘယ်လောက်ရှိလဲ AG လေးကဆရာဆွဲထားတာဒီ3.2ရှိတယ်ဟုတ်ပြီเนาะ AG လေးက3.2ရှိတယ် ဆရာရဲ့ဂျီဒီလေးကဘယ်လောက်ရှိလဲတိုင်းကြီးအောင်ဩဒီမှာဒါဆိုဆရာတို့ဘယ်လောက်ရှိလဲအာ1.6ရှိတယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့တွေဆရာရဲ့ဒိုင်းတာချက်လေးဒီရရှိချက်ကိုရေးတယ်ဒိုင်းတာချက်ရရေဂျီကဆရာဆွဲထားတာဒီ3.2ရနေပြီးတော့ဂျီဒီက1.6ရနေသူပြောထားတယ်ဂျီဒီကိုနည်းနည်းမြောက်တာနဲ့ညီတယ်တဲ့အေဂျီကဒါဆိုရင်1.6ကိုနည်းနည်းမြောက်ကြည့်အောင်ဘယ်လောက်ရလဲ1.6 3.2ရရတယ်ဟုတ်ပြီเนาะအဲ့တော့16.32ဆို0.1ဒသမတလုံးဖြစ်လိုက်ရင်3.2ါဒါဆိုရင်သူပေးထားခြင်းနဲ့ဘာဖြစ်လဲဆရာရဲ့ပုံဒီကွတိသွားညီတယ်ဒါကြောင့်သူဒီဆရာတို့ဘာဖြစ်ပြီလဲအဖြေရပြီလေသူပြောတဲ့အတိုင်းညီပါတယ်ဘောထိုးချောင်း AG is equal to 2G ဒီဖြစ်တယ်ဟောတချင်းညီသွားပြီနောက်တစ်ချက်သူကမေးသေးတယ် BG သည် 2G တဲ့ညီလားတဲ့ဒါဆိုဆရာတို့ကဒီတစ်ခါလဲဘာလို့ကြည့်ရမလဲစံသက်ကြည့်ရဆိုဆရာတို့က BG လေးကိုတိုင်းမယ် ဒီဂျီလင်းရဆရာတို့ဘယ်လောက်ရှိလဲဆိုတော့3.8ရှိတယ်ဆရာပုံကဟုတ်ပြီเนาะအဲ့တော့3.8ရှိတယ်ဘီဂျီလေးကဩနောက်တန်းဆရာတို့က G လေးကိုတိုင်းမယ် G ဝီလင်းရဆရာတို့က1.9ရှိတယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့သူပြောထားတဲ့ BGS equal to 2G BG က G လေးရဲ့နှစ်ဆဖြစ်တယ်တဲ့ G နှစ်ဆဖြစ်ရှိတယ်လို့ပြောတာဟုတ်ပြီเนาะအဲ့ဒီ BG လေးကတဲ့ G ရဲ့နှစ်ဆရှိတယ်လို့ပြောတာဟုတ်ပြီเนาะဒါဆိုဆရာရဲ့ data ချက်လေးကဆရာဘယ်လောက်ရလဲ ် BG လေးက3 point ရတယ် G လေးက1 point 9ဆိုတော့သူ့ကိုနှစ်စားပြုတ်လိုက်မယ်နှင်းနဲ့မြောင်းလိုက်မယ်ဆိုရင်ဆရာတော်ဘလိုက်ရလဲ3 point 8ရတယ်ဒါဆိုရင်သူပြောထားတယ်ညီပါတယ်ဆိုတာဒီဘာဖြစ်လဲမှန်တယ်ဒါကြောင့်မို့ဆရာထိုးချဒီပေါ်မှာတက်တရားဆရာရှိသွားပြီညီတဲ့ကြောင့်ဟုတ်ပြီเนาะထိုးချသူပြောထားတဲ့အတိုင်း BG is equal to 2G လို့ဖြေလိုက်ရုံပဲကဲဒါဆိုရင်နောက်ဆုံးတစ်ခု CG is equal to 2GF တဲ့ဒါဆို CG နဲ့ GF လေးနဲ့လည်းဆရာတို့ဘာလို့ကြည့်မလဲ တိုင်ကြည့်မယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့တွေတိုင်ကြည့်အောင်ဟုတ်ပြီเนาะဒါဆိုဆရာ CG လေးကဘယ်လောက်ရှိမလဲဆရာ CG လေးကလည်းခုနကအတိုင်းတာလေးနဲ့တူပဲပေါ့เนาะဆရာတို့3.8ဟောဆရာတို့ဒါဆို GF လေးကိုတိုင်ကြည့်တော့လဲဆရာတို့ဒီ1.9ဟုတ်ပါပြီဒါဆိုဆရာတို့တွေဒီရှေ့က BG လေးနဲ့အတိုင်းတာခြင်းပါဖြစ်နေလက်တူနေဟုတ်ပြီเนาะဒါဆိုဆရာတို့တွေ ူပြောတဲ့အတိုင်း CGD GF ရဲ့နှစ်စာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ကဆရာတွေတိုင်းဒါရရှိတဲ့အတိုင်းရေးလိုက်မယ်ဒါတို့သမီးတို့လည်းဒါတို့သမီးရဲ့ပုံမှာရရှိတဲ့အတိုင်းလေးရေးလိုက်ပေါ့နော်ဒါဆိုဆရာတို့တွေနှစ်စာပြုလိုက်တဲ့အခါမှာဆရာတို့3.8ရတယ် CG ရတယ်ထို့ကြောင့် CG is equal to 2GF ဖြစ်ပါရဲ့လို့ဖြေလိုက်ရပါပဲ။ဒါဆိုတအားတမီးတို့လည်းတအားတမီးတို့ပုံကနေရရှိတဲ့တွေးရှိချက်တွေနဲ့အတူအဲတအားတမီးတို့သူပေးထားချက်တွေ ညီသားဆိုတာဆရာတို့ကဖြည်လိုက်ုံပါပဲတိုင်းတာလေးတို့တီချာလေးတိုင်းเนาะဟုတ်ပါပြီဒါဆိုရင်သားတို့တမီးတို့နံပါတ်2ကာကြီးနဲ့ခါခွေဘလူးပြင်းဆိုရလဲဆိုတာနားလည်မယ်လို့ဆရာယုံကြည်ပါတယ်အဲ့တော့ဆရာတို့ဒီနေ့သင်ခန်းစာလေးကိုနှစ်ချုံရမယ်ဆိုလို့ရှိရင်ဆရာတို့ဘာလေးလေ့လာခဲ့လဲအလယ်မြင်းနေအကြောင်းလေ့လာခဲ့ဟုတ်ပြီနော်အဲ့တော့လယ်မြင်းနေအကြောင်းဆရာတို့လေ့လာခဲ့တယ်အလယ်မြင်းဆိုတာဘယ်လိုအောင်ခေါ်ရလဲမဆုလေးမမိလား တော့ဒီကန်တခုရေတောင်စုံတခုနဲ့မျက်နှာချင်းဆိုင်အနားဤအလယ်မတ်တို့စစ်တော်မြင်းကိုထိုဒီကန်ဤအလယ်မြင်းမီဒီယံကိုခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့တွေအလယ်မြင်းဆွဲကျင်ဘာလို့ရမလဲအလယ်မမှန်ရမယ်ဒါလေးကိုအမြဲတမ်းမှတ်တယ်ဟုတ်ပြီတော့အလယ်မြင်းဆွဲဆိုအလယ်မမှန်ရမယ်ကွာဟုတ်ပြီနော်ဒါဆိုဆရာတို့အလယ်မြင်းလဲဆွဲတတ်သွားပြီအဲ့အလယ်မြင်းသုံးချောင်းစုံတဲ့အဲ့ဒီအလယ်ကအမှတ်ကလေးကိုကြာဘာလို့ခေါ်လဲဘဝချင်းဟုတ်ပြီနော်ဒါဆိုအလယ်မြင်းဆိုတာဘာကြီးခေါ်လဲမြင်သာသောအောင်ဆရာက ဒီမှာများလေးနဲ့ထုတ်ပြထားတယ်ဆရာရဲ့အနီရောင်အစင်းရောင်အပြာရောင်လေးစီပါလဲအလယ်မြင်ဖြစ်တယ်အဲ့ဒီအလယ်ကအလယ်မြင်သုံးချောင်းစုံတဲ့ map လေးကိုကြတော့ဘာလို့ခေါ်လဲဟုတ်တယ်ဆရာတော်ကဘဟုချက်လို့ခေါ်တယ်ဟုတ်ပြီနော်ဒါဆိုဆရာတော်ကဘဟုချက်အဲဆိုရင်အလယ်မြင်နေလဲတည်သွားပြီဘဟုချက်လဲတည်သွားပြီဒီနေ့လိမ့်လာခဲ့ပြီးသွားဟုတ်ပြီနော်ဒါဆိုတောင်းသမီးတို့အလယ်မြင်သိပြီနော်ဘဟုချက်လဲသိပြီဟုတ်ပါပြီဒါဆိုရင်ဆရာပြောနေကြတဲ့အတိုင်းဒီနေ့ရဲ့စကားလက်ဆောင်လေးက အသိပညာခိုင်မြဲလေရင်6တိုင်းမကြောက်တယ်ဟုတ်ပါတယ်အသိပညာခိုင်မြဲတဲ့သူတွေက6တိုင်းမကြောက်ဘူးဟုတ်ပြီနော်အာဇာနည်ဟုတ်ပြီနော်အဲ့တော့အာဇာနည်သူရဲ့ကောင်းနေမြည်သည်သူတို့ရဲ့အသက်ပင်သေးပြီစီ6တာလောက်တော့မပြောနဲ့ပေါ့နော်မိမိအသက်ကိုတတ်ရင်တတ်ပါစီတို့တွေမကြောက်ပါဘူးဟုတ်ပြီနော်မကြောက်ပါဘူးအဲ့တော့ဆရာတို့တွေလည်းပဲဆရာတို့ကြည့်လေဟိုလူကြီးဘလောက်6 6ကြောက်ကြောက်မကြောက်ကြပါဘူးနော်မကြောက်ကြပါဘူးအဲ့တော့ကိုယုံကြည်ဟာလမ်းကိုဆရာတို့တွေတတိရှိဘလောက်ဝိခေခေခေ ရှောက်ကြရတာပဲသားတို့သမီးတို့တွေလည်းရှောင်နေကြရတယ်ဇာဝေးတွေလည်းရှောင်နေကြရတယ်အဲ့တော့သားတို့သမီးတို့တွေလည်းအသိပညာခိုင်မြဲပြီးတော့ခြောက်တိုင်းမကြောက်တဲ့အဲသားသားသားမိမိတို့ဖြစ်ကြပါစေဟုတ်ပြီနော်အော်ဒါတို့တမီးတို့ဒီဆရာမိသားတို့တိစင်းမြအောင်ကြိုးစားနိုင်တယ်။ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေ။ဘိုင်ဘိုင်